င်္ဂလာပါညဘက်ရက်တော့ပြီးတော့ပောက်ဝန်းကျင်ကိုအာမနာတဲ့မြန်မာလူ့သမားတို့ထိုင်းဖူကြီးတယောက်ကတနားနဲ့ပြည့်လို့တည်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်ထိုင်းနိုင်ငံဘက်ကမြို့စမူပါကာဖပ်ပတဲမှာတော့မြန်မာလူ့သမားတို့ဦးပေါ်တော့ပြီးခဲ့တဲ့ဒီဆစီရဲ့ညကပဲဟိုအပြစ်ခံရတယ်တနားနဲ့ပြစ်တတ်ခံရတယ်ပေါ့နော်တယောက်ကတည်ဆိုပြီးတော့တယောက်ကတန်းရရတယ်ဘာကြောင့်ပြစ်တတ်ခံရတယ်လဲလို့မေးတော့မြန်မာဘက်ကမားတာပါ ဟိုဆက်စရနေညမှာသူတို့ကရက်တောက်ကြတယ်ပေါ့ရက်တောက်ကြတော့ည7နာရီကြော်သွားပြီတိုးတော်လဲသူတို့ကဟိုစကားကိုအော်ကြီးအော်ကြီးပြောတယ်ဟိုကြဲကြဲလောက်လောက်ပြောတယ်ပေါ့နော်ဘေးနာကထိုင်ဖို့ကြီးကမခံနိုင်ဘူးပေါ့မခံနိုင်ဘူးလို့လာပြောတော့သူတို့ကပြောတယ်စကားတိုးတိုးပြောကြပါည7နာရီကြော်သွားပြီပေါ့သူတို့ကနားမထောင်တော့ပေါ့ကိုပဲစာနဲ့ကိုတောက်တယ်ဟိုဘသူမှကယူဆက်စာမလို့လို့ပြောတယ်ပေါ့နော်အဲ့ဒီမှာထိုင်ဖို့ကြီးတယောက်ကဟိုဒီမခံနိုင်တော့ဒီမခံနိုင်တော့ သနာပြန်ယူတယ်သနာပြန်ယူတော့ဒီမြန်မာလုံသမားနှုတ်ကိုပြန်လှည့်ပြီးတော့သနာနဲ့ပြည့်တယ်ပေါ့ပြည့်ခါတဲ့အချိန်မှာတော့မြန်မာလုံသမားနှုတ်ဦးဟာထိုင်ရရသွားပါလေဒီကေဇေကာကရောက်လာတယ်ကေဇေကာရောက်လာပြီးတော့ဟိုကူညီသွားတယ်ပေါ့ကူညီသွားပြီမဲ့လန်တဝဲမှာအဒီကူညီသွားပြီမဲ့မြဆေးရောရောက်မှာတော့မြန်မာလုံသမားမိန်းကလေးတူကတည်ဆောပါတယ်ဒီရုပ်ကြလေးကတော့ တန်ကြီးကြီးမှရသွားတယ်လို့ပဲထန်တဲ့နေမှာဖော်ပြခဲ့တယ်ပြီးတော့လည်းအဒီလိုမြန်မာလူသမားတို့ကိုတဏှာနဲ့ပြစ်သွားတဲ့အထိုင်ဖိုးကြီးကိုလည်းအခင်ဖြစ်ပွားရာအနေရမှာပဲဟိုနေရနီနာပဲသူများဖမ်းမိသွားပါတော့ပြောမယ်ဆိုအထိုင်ဖိုးကြီးကမပြေဘူးသူလှုပ်တာကိုသူ လို့ရေခန့်ရဲတော့ပုတ်ွယ်ဒါပေမဲ့စကားကိုပြေးမဲ့ဆိုထိုင်မားတာမဟုတ်ပါဘူးလို့ပြောတယ်ဆိုတော့သူများနိုင်ငံမှာနေပြီးတော့ညပဲ OGO ကျဲလို့တယ်ဆိုတော့သူများပြောရပြရတော့ညဆယ်နေကြိုးလိုက်ထိုင်နိုင်ငံမှာ OGO ကျဲပြောလို့မရတော့ပါဘူးပြည့်တယ်ဆိုတော့အများနဲ့ပြည်လို့အဲ့ဒီအချိန်ဖြစ်တဲ့အတွက်ရည်ချင်းမှုရှိရမယ်လို့ပဲထောက်ဦးတင်တော့ပေါ်ပြထားပါတယ်ဒါပေမဲ့ဒီထိုင်ရဲတွေကထိုင်အမျိုးသားကိုဖမ်းမိပြီးတော့လေလိုအားတဲ့စစ်စစ်ချက်တွေပြုလုပ်ရမယ်လို့ပဲတတိယနေ့မှာထုတ်ပြထားပါတယ်ဒါပေမဲ့ ိုမြန်မာလုံတမန်ဦးအတွက်ကတော့ဟိုဒီလိုဆိုသူများနိုင်ငံမှာသူများစီကံမလိုက်နိုင်မှုနဲ့ဒီတည်ဆုံးသူအတွက်ကိုတော့ထိုင်ရဲ့ဒီနေရာမှာပဲလို့ထူထောင်မယ်ဆိုတော့မပြောပြသေးဘူးเนาะဒါပေမဲ့ဟိုထိုင်အမျိုးသားကိုတော့အရေးယူသွားမယ်လို့ပဲထိုင်တည်တဲ့မှာပေါ်ပြထားပါတယ်ခင်ဗျာဒါရဲ့ကျွန်တော်ပြောချင်တာကထိုင်နိုင်ငံမှာနေပြီးထိုင်စီကံကိုလိုက်နာပါတယ်အေးစစ်စစ်လေးမှဆိုရင်ဒီလိုဘယ်သူမှဟိုအနေချက်မဟုတ်လို့ပဲကျွန်တော်ခဏခဏပြောပါမယ်ဗျာဗီဒီယိုလေးကိုဆုတိလိုက်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ